တော်လိုက်ကာလာမှာဟိုဗီဇာပတ်ဆိုမလိုဘဲနဲ့သွားကျင်တိုင်းကဝင်ကျင်တိုင်းမလို့ရစစ်ကောင်တွေတသားလေးပဲရှိတယ်။ဘာလို့တင်းနီးရလဲသွားတယ်။ထိုင်းလဲသွားတယ်။ဘင်္ဂလားဒေ့ရှ်လဲ။ရုပ်တော်ခြံခတ်ထားလို့သွားမရဘူး။အဲအဲ။ဟိုမောင်းထုတ်ခံလဲ။မောင်းထုတ်ခံလဲ။အဲ့လိုသွားမရလို့တောက်လျှောက်သွားနေရတွေ့ရတယ်ပေါ့နော်။အဲ့ဒါနေပြီးတော့တက်ကုန်းပေါ့နော်။တက်ကုန်းအဆက်ကနေပြီးတော့တက်ကုန်းအဆုံနာတော့ရောက်နေပေါ့။ဒီနေရာနားမှာဒါအဲ့ရစခန်းငယ်တစ်ခုကိုဒါ PL လေး PL လေးကဝင်သိမ့်လိုက်တယ်ပေါ့နော်။ဝင်တိုက်ခိုက်ပြီးသိမ့်လိုက်တယ်။ဒါကတော့စစ်ကောင်စီအတွက်တော့ပြောမယ်ဆိုတာ short ဖြစ်သွားတာပေါ့။ အဲ့တော့ search to ကို main online ကအကောက်ွယ်များထပ်ပြီးတော့ပေးနိုင်အောင်မလားဗောနော်ဒါပေးမှလားဒါမှမဟုတ်ထိုးကြည့်မှလားဒါကျွန်တော်တို့ရန်စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုမှလည်းရှိတယ်ဘာလို့လဲဆိုတော့ပယ်ဆောက်ချင်လို့ပါဆိုတော့ main online ကိုယ်တိုင်ပဲသူတို့ယာရုတွေပေးလောက်ပိုင်ပွင့်တွေပေးပြီးပြီးတော့တကယ်တော့တရုတ်ကတောင်းတဲ့ချိန်မှာတခါရဲ့ရောငါနဲ့ဘာမှမဆိုင်ဘူးတို့တရက်ခံနေသေးဆိုပြီးတော့အဲ့လိုပေးလိုက်ကြပါဗောနော်တကယ်တော့အဲ့အေးကအဲ့နေရာနေရောယာယီဆုတ်ပေးလိုက်တာငါကြောက်ဖြူဆိုတော့ဒီအတိုင်းပဲဟိုတာကောရဲ့ဘာညာရှိရင်ရှိမှာပေါ့ဗျာ ဲ့တော့တခါပြန်စုတ်ပေးလိုက်တယ်အဲ့ချိန်မှာဟိုစက်တက်ကနေပြီးတော့ငါတို့ဒီညာကိုပြန်ရပြီဆိုယူဝါးတာပြန်တဲ့အချိန်မှာပဲအေအေကနေပြီးတော့တမထူးနေချက်ထူးလိုက်တာဒါတော်တော်များများဟိုဟာဆုံးရှုံးသွားတယ်တေသွားတယ်ဒါကျွန်တော်သိရတယ်ပေါ့နော်မင်္ဂလာပါလှလှရှာရှာတရင်အမြင့်များအစီအစဉ်ကနေကြိုဆိုပါရစေဒီအပိုင်းမှာအရန်ကို ဟော့ဖြစ်တဲ့သတင်းတဘုံတော့ကျွန်တော်စပြီးတော့မေးဆက်ပေးခြင်းပါတယ်။ဒါဘာလဲဆိုတော့ဒါစစ်ကောင်စီက35နှစ်တိုင်တက်ဆွဲထားတဲ့ဒါမောတော်စကန်ကုန်တော်လိုင်းတက်ဖွဲ့တွေကတိမ့်ပတ်ရရှိခဲ့တယ်လို့ဒါကျွန်တော်သိရပါတယ်။ဒီတိုက်ပွဲရဲ့ကာလဟာဆိုလို့ရှိရင်3ရက်တာကြာမြင့်ခဲ့တယ်လို့ဒါကျွန်တော်အကြမ်းမြင့်သိထားရတယ်။တကယ်တော့3ရက်ကြာမြင့်နေဆိုရင်လည်းဒါအရှိမပြင်ဆင်မှုအကောင်းကောင်းနဲ့တည်တည်ချာချာလေးကိုဟာကွက်မရှိပြင်ဆင်ပြီးတော့တိုက်ခိုက်တော့ဒါကျွန်တော်သွားတွေ့ရတယ်။အဲ့တော့ဒါဒီစကန်ကုန်တိုက်ရတဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကိုကြည့်ရမင်္ဂလာပါ။ င်းလာပါဘူးဒီစကန်ကွာဆိုလို့ရှိရင်ဘောတော့ဒါတင်းလိုက်တိုင်းမှာရှိလို့ဒါနေဆက်အတွက်အရေးပါတယ်ဒါစကန်တစ်ခုလေဒါဖြစ်တယ်လို့ဒါကျွန်တော်သိရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒါ2000ဟို1990ရာစပြီးတော့တို့စကန်ချပြီးတော့တက်ဆွဲကြတာအခုဆိုရင်ဒါ2025ဒီရောက်လာပြီ35နှစ်တိုင်တို့တက်ဆွဲခဲ့လို့ဒါကျွန်တော်သိရတယ် အဲ့ဒါကို KNU တက်မခါလေးမှာရှိတယ်နောက်ပြီးတော့ KNL အဖွဲ့တွေ PDF အဖွဲ့တွေနောက်ပြီးတော့ KNDU အဖွဲ့တွေရော KNDU အဖွဲ့တွေနောက်ပြီးတော့ထူးထူးခြားခြား BBL ဒီအဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ပွဲဖော်ဆောင်ပြီးတော့ဒီစကောင်ကိုသိမ်းနိုင်ခဲ့တယ်လားကျွန်တော်သိရတယ်ဒါနဲ့တော့နောက်ဆက်တွဲနဲ့ပတ်သက်ပြီးတော့ကိုစီကနေဘာများသိထားရှိလဲအဓိကတော့ခုနဒေဟာကဒါအရင်တော့ကဒါအဲအဲတနင်္လာရီတိုင်းရဲ့ KNL တက်မခါလေးရဲ့ဒါ ဟိုဌာနချုပ်ဖြစ်ခဲ့တာဗောနော်ဟောဒါတက်မာဌာနချုပ်ဖြစ်ခဲ့တဲ့နေရာဒီနေရာကိုဒါစစ်တပ်ကသိမ်းယူလိုက်တာဒါတင်မောင်း35နဲ့ကြာသွားပြီဗောနော်ဒီချိန်မှာလားနော်ဒီတိုက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့ဒီဘက်ကတော့တေချာလေးပြင်ဆင်ထားတာဟုတ်တယ်။သူကဒီနိုဝင်ဘာ17ရက်နေ့ကစတိုက်တဲ့ဆိုပဲရိုက်ပြီးတော့ဒါနိုဝင်ဘာ14ရက်နေ့မှာရတယ်။အဲ17 17 13 14ဘော3ရက်ကျော်ရောလား3ရက်လောက်နဲ့ရတယ်။ဆိုပေမဲ့တစ်ဖက်ကတော့တေချာကြိုတင်ပြင်ဆင်ထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ အဲဆက်ကောင်စီဘက်ကတော့ဒါအလင်းလိုက်ခံရတယ်တော့ပြောရမလားလို့ပြောရပါတော့သူတို့ဘာမှကိုကျွန်တော်ဘာလို့ကျွန်တော်ပြင်ဆင်မှုတွေဘာမှမတွေ့ကြဘူးဒါပေမဲ့ဒီနိုဝင်ဘာ12ရက်နေ့ကျမှကျွန်တော်တို့ဘာတွေ့ဘာလှုပ်ရှားမှုတွေတွေလေချောင်းနဲ့ပတ်သက်လို့ရှင်တော့ဒါအဲတခြားလီဒါကနေပြီးတော့အဲ KA fighter တွေစစ်ကူပို့လိုက်တာကျွန်တော်တို့တွေ့ရ KA fighter စစ်ကူရောက်လာတာဒီအဲ့ကိုသွားတဲ့လေချောင်းစကောက်တွေလည်းကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှင်ကင်းထောက်လေရင်တွေသွားတာတွေ့ရတယ်အဲပြီးတော့ဒီမကွေးဘက်ကနေပြီးဒါရိုက်တာခဲရန်တွေတော်တော် ခဲယမ်းတွေဘာဒါပို့ဆောင်ခဲ့တယ်ဆိုတော့တတင်းမျိုးတွေကျွန်တော်တို့ရခဲ့တယ်ဘောတော့ဒါပေမဲ့ဒါ၁၂ရက်နေမှာသူတို့စစ်ကူလည်းအဲ့လိုမျိုးတွေပို့တယ်ဒါပေမဲ့အချိန်မှမီတော့ဘောနော်၁၄ရက်နေမှာအဲကြာပါကြာပါတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်တစ်ခုဘာကိုသွားတွေ့ရလဲဆိုတော့အရင်တော့ဒီကရင်ပြည်နယ်မှာဖြစ်ဖြစ်ဒါတင်းနိုင်တိုင်းဒီထိုင်းနယ်ဆက်တိုက်ပွဲတွေမှာဆိုလို့ရှိရင် PDF တွေနဲ့ဒါပူပေါင်းတိုက်ခတ်တယ်ဘောနော်ဒါဒီတစ်ခေါက်မှာထူးထူးခြားခြား BBL လေးကလည်းပါလာတယ်ဒါကျွန်တော်တို့ ကြားတရားတော့ပုံမှန်ပဲသူ့ဘက်လိုလှုပ်ရှားလေးရှိရပါတော့အဲ့အဖွဲ့တွေကဆိုလို့ရှိရင်အခုတော့ဒါတော်တော်ကြီးကိုစုပေါင်းမိပြီးတော့အောင်ဝဲဖော်ဆောင်နေတယ်ဆိုတော့ဒါကျွန်တော်သွားတွေ့ရတယ်။ဒါဒီတစ်ဆက်ထဲမှာပဲဒီတောင်ပိုင်းမှာဆိုလို့ရှိရင်တိုက်ပွဲတွေကတဖြည်းဖြည်းနဲ့ဟိုတည့်တဲ့အတိုင်းပဲဟိုတရုတ်ကပဲဝင်သလိုလိုဟိုကြားဖြန်းကိစ္စပဲရှိသလိုလိုနဲ့ဒါတဖြည်းဖြည်းနဲ့နည်းလာပြီးတော့နည်းလာပြီးဟိုကျွန်တော်မသိရဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့ပြောဟိုနားမလဲအကြောင်းအရာတွေညှိနှိုင်းပြီးတော့ညင်နေတဲ့အနေအထားမှာရှိရအောင်အဲ့ချိန်မှာပဲဒီအင်အားတွေက တင်းလိုက်တိုင်းမှာသွားပြီးတော့အဲပဲဖော်ဆောင်နေလို့ဒါကျွန်တော်အကြံမေးသုံးသပ်လို့ရရပါတော့။အဲ့ဒါကိုစီကနေတော့ပြောပြပါဦးဒီမှာဘယ်လိုမျိုးဖမ်းမိရာစစ်သုံးမှတ်နေရောအတိတ်တည်လား။အတိတ်ကတော့အဲ့မှာဒါကျွန်တော်တို့စစ်သုံးမှတ်ရောက်၄၀ကျော်လောက်မိရတော့ဒါတင်းနေမှာလည်းတတ်ထားပါလား။နောက်လျှောက်တက်လာတာရှိတယ်။နောက်တစ်ခုကဒါအဲဒါဗီဇာပတ်ဖို့တွေမသုံးမနဲ့တိုင်းဘက်ကိုခိုလုံသွားတဲ့ရောက်သွားတာ။ဒါကျွန်တော်တို့ရှင်နေကျွန်တော်ဒီတော်လိုက်ကာလာမှာဟိုဗီဇာပတ်ဖို့မလိုဘဲနဲ့သွားချင်တဲ့ကောင်ဝင်ချင်တဲ့ကောင်တွေစစ်ကောင်တွေတသားလေးပဲရှိတယ်။ဘာလို့တင်းနေရလဲသွားတယ်။ အဲထိုင်းလည်းသွားတယ်ဘင်္ဂလားဒေ့ရှ်တရုတ်တော်ချန်ခတ်ထားလို့သွားမရဘူးအဲအဲဟိုကမောင်းထုတ်ခံလဲမောင်းထုတ်ခံလဲအဲလိုသွားမရလို့တောက်လျှောက်သွားနေတာတွေ့ရတယ်ပေါ့နော်အဲတော့ဖမ်းမီရဲ့ဒီစက်သား40ပေါ့ဟိုစက်တုံမှန်မို့40မှာဆိုရင်အများစုကဆိုရင်ကျွန်တော်ဘာလို့သွားတွေ့ရလဲဆိုတော့စစ်မှုရတဲ့သားတွေဖြစ်နေတာသွားတွေ့ရတယ်အဲလိုမျိုးအကြောက်တရားနဲ့ဖမ်းစီးတယ်နောက်ပြီးတော့ပေါ်တာဆွဲတယ်အဲလိုမျိုးစစ်ထဲကိုထည့်ပြီးတော့အရှိန်အနေအသေးခံခံနိုင်နေတာသွားတွေ့ရတယ်အဲတော့သူတို့တွေထွက်ပြေးကြတယ်လွတ်မြောက်လာတယ်နောက်ပြီးစစ်တုံမှန်အဖြစ်ဖမ်းမိခံရဆိုတာဒါဘာပြီးတော့ဝမ်းသာကြကောင်းတဲ့တရင်တစ်ခုပေါ့နော် ောက်တစ်ခုပေါ့နော်ဒီခုနကိုစီကပြောလို့ပေါ့ဒီနိုင်ငံကိုပတ်စုံလို့ပဲထွက်ပြေးတဲ့အပြင်ဒီကောင်ကလက်နက်ပါရအောင်စားအဲ့လိုတုံးတက်လို့ရတယ်အဲ့တော့သူတို့ဝင်လာတယ်ထိုင်းကိုခေလုံးကတောင်းလိုက်ချိန်မှာထိုင်းကလက်နက်တိုင်းတယ်အဲ့အဲ့အပြင်သူတို့ကပေးနေတယ်ပြီးပြန်ပို့တယ်အဲ့တော့တစ်ဖက်သူကတော့ကြည့်ရော ဟိုထိုင်းအောင်များဇက်တက်ဒီများတော်တော်ပေးနေရလားလို့တင်မလားအဲ့လိုအောင်သွားပြီးတော့တုံးတက်ရရပါတော့ထိုင်းမှာ AMC ကြီးမရှိဘူးလေအဲ့တော့သူတေသနာလုပ်ဖို့နဲ့ပါရာသူလက်နဲ့လေ့ကျင့်လေ့လာဖို့ဆိုတော့တော်ပေးရဖြစ်မှာပေါ့ဒါတော့ဒါကျွန်တော်တို့လက်ရှိအခုဒီတင်းလာတိုင်းမှာဖြစ်နေတဲ့စီရီနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ပြီးတော့နေပြီးတော့မှာနေပြီးတော့တင်းလေးလည်းဟိုမှုေးတယ်ပေါ့နော်နေပြီးတော့မှာဒီအပိုင်းမှာသူတို့ရဲ့တော့ဒါကျွန်တော်တို့ရှင်းပြောရင်တော့တော်တော်လေးတောင်အားတိတ်မရှိတော့ဘူးဆိုပြီးလူတွေတွေမှာဒီစိတ်ဓာတ်တွေတောင်လည်းကြားနေတဲ့အချိန်မှာဒါ နေပြီးတော့တကုံးပေါ့နော်တကုံးအဆက်ကနေပြီးတော့တကုံးအဆုံနာတော့ရောက်နေပေါ့ဒီနေရာနားမှာဒါအဲ့ရစခန်းငယ်တစ်ခုကိုဒါ PL လေး PL လေးကဝင်သိမ်းလိုက်တယ်ပေါ့နော်ဝင်တိုက်ခိုက်ပြီးသိမ်းလိုက်တယ်ဒါကတော့စစ်ကောင်စီအတွက်တော့ပြောမယ်ဆိုတာ short ဖြစ်သွားတာပေါ့နော်ဘာလို့ဆိုတော့ဟိုနေဇာလန်မဟုတ်ဘူးဗျာတကယ်နေရပြားစေရောနဲ့လည်းနေရပေါ့တကောဆိုဒါပေါ့ဒါပေါ့ဟိုဘလိုကောမဒီအမြန်လန်းပဲအမြန်လန်းနားတယ်ပေါ့နော်တကယ်နေရကောင်းကြီးကိုမဝင်နေရသူတို့ရဲ့တကယ်နှလုံးသားနေရကောင်းအောင်မှာဒါဝင်ကျုံးသွားတာဆိုတော့သူတို့တော့တော်တော်တော့ short တော့ဖြစ်သွားမယ်ဒီ တာဝန်ရှိရတယ်လို့တော်တော်အထောက်ခံရမှာလို့ထင်တယ်။အဲတိုင်မှုလို့စကန်မှုလို့ဒီစကန်ဒီစကန်ကိုတိုင်တာဝန် UI တိုင်ရင်မှုလို့တပ်ပါမှုတွေတော့နည်းနည်းတော့ထိမှန်နေတာရှိတာပေါ့နော်။နောက်တစ်ခုတော့ဒါကတော့ဒါစေရေးပိုင်းပေါ့။နောက်တစ်ခုနိုင်ငံတကာအခင်းကျင်းတဲ့နိုင်ငံတကာရဲ့အကြောင်းတော့နည်းနည်းသွားလိုက်အောင်။ဘာလို့လဲဆိုတော့ American နေပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ skin center တွေဟိုတိုက်ဖြတ်ဖို့ဆိုပြီးတော့အဖွဲ့တစ်ခုဖွဲ့တယ်။ဒါအထူးကြီးရိုင်းမှာအရန်ကိုထူးကြတဲ့တဲ့တစ်ခုပေါ့နော်။ မေရိကန်တကယ်လို့ပေါင်ဝင်လာရဆိုရင်တော့ဒါသူကတကယ်ကိုလုံမယ်လို့အနေထားမှာသိရတယ်သူတို့အများကြီးပြောနေတာဒါတိုင်းပဲပေါ့နော်ဒီတရုတ်ရာဇဝဲဂိုင်းဆိုသူတို့အများကြီးတုံးလုံးတယ်သူတို့ကတရုတ်သူကဒီစကန်ဆန်နာလို့ကြားထန်လို့ဟိုတီးတန်မပြောသူကသူတို့ပြောတဲ့အတုံးလုံးတိုင်းမှာတရုတ်ဆိုတဲ့ဟာကိုထက်ထည့်ပြီးတရုတ်ရာဇဝဲဂိုင်းနေဆိုတဲ့ဟာကိုတော့သူတို့ကသူတို့နဲ့ထည့်တုံးတာတော့ကျွန်တော်တို့တော်တော်ထူးထူးခြားသတိထားမိတယ်အဲ့ဒီအဖွဲ့မှာသူတို့ဘာပြောလဲဆိုတော့အမေရိကန်တရားရေးကရှေ့နေနေပါတယ်နောက်ပြီးတော့ဒီ FBI နေပါတယ်နောက်ပြီးတော့ဘာဟိုပါ secret service secret service เนาะဒီ secret service ကအမေရိကန်မှာတာဝန်ရသူကဒီသမ္မတလုံခြုံရေးတာဝန်ရှိတယ်ပေါ့เนาะဒါတော့တခုဒါဒီဘက်မှာပါလာတယ်ဆိုတော့ဒီစစ်စင်ရေးကိုသူတို့ account ဖွင့်မလို့ဒါကျွန်တော်တို့သွားပြီးတော့မြင်ရတယ်အဲ့တော့မင်း online တော့လည်းအရင်တော့ဒီ American ဝင်လာဝင်ပါလာမှာကြောက်လို့တကောင်တွေက KK pass ဆိုတဲ့နေရာယူသူတို့အမြင်နဲ့ဟိုဘုံပြီးတော့ကျေလို့လုံးဝအစအနဖျောက်တာပေါ့နော်အဲ့လိုဖျောက်တာကိုကျွန်တော်တို့တွေ့ရတယ်တကယ်တော့အဲ့မှာသွားပြမြင်ရတာ KK pass ကပဲကြားဖြတ်လုပ်နေရတာ scan လုပ်နေရတာ နောက်တနေရအောင်ကြောင့်တို့ဘာမှမတိမတော်ရမတိရဲပေါ့နော်ဒီရွှေကုတ်ကိုဆိုလို့ရှိရင်ဒါရထိုက်ကုမ္ပဏီရဲ့အင်းနေရာတွေပေါ့အဲ့တော့တို့မတိရဲမတော်ရနေပေါ့ဒါမြင်လိုက်ဆိုရင်အဲ့လိုမျိုးသတင်းတွေကြားပြီးတော့ဒီကောင်ဖအန်ထီအောင်လာရတာပြောတော့လာလာတော့တချို့ကိစ္စအကြောင်းပြတာပေါ့နော်တကယ်တော့ဒီဂျာဖန်ကိစ္စနဲ့လည်းပတ်သက်တယ်ဟာနောက်ဆုံးအခုဆိုရင်ဒါဆော့ချစ်သူရဲ့ဆရာဖြစ်တဲ့ဒါထိုင်းမှာဆိုရင်2020နဲ့2023ကဖမ်းမိခဲ့ရာရှီချင်းချမ်းပေါ့နော်သူ့ကိုဆိုလို့ရှိရင်ထိုင်းကနေပြီးတော့ဒါတရုတ်ကိုပြန်ပြီးလွှဲပြောင်းလိုက်တယ်ပေါ့နော် အဲ့ဒါနဲ့နောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့အမေရိကန်နေပြီးတော့ခုနလိုမျိုးအဖွဲကိုဖွဲ့တယ်အဲ့တော့ဆော့ချစ်တူကိုမင်းအွန်လိုင်းကအကောက်ခွဲများထပ်ပြီးတော့ပေးနိုင်အောင်မလားဘောနော်ဒါပေးမှလားဒါမှမဟုတ်ထိုးကြည့်မှလားဒါကျွန်တော်တို့ရန်စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုမှလည်းရှိတယ်ဘာလို့လဲတော့ပယ်ဆောက်ချင်လို့ပါဆိုတော့မင်းအွန်လိုင်းကိုတိုင်းပဲသူတို့ယာရုတွေပေးလောက်ပိုင်ခွင့်တွေပေးပြီးပြီးတော့တကယ်တော့တရုတ်ကတောင်းတချိန်မှာတစ်ခါရဲ့ကျော်ငါနဲ့ဘာမှမဆိုင်ဘူးတို့တရခန့်နေဆိုပြီးအဲ့လိုပေးလိုက်ကြပါတော့တရုတ်လုံးကျော်ရေးအဖွဲ့တွေရှင်းတော့အဲ့လိုတွေက တက်တော့ညနေကောင်ဖြစ်တဲ့အချိန်မှာနေပြီးတော့မှလာခိုးလုံနေတဲ့ပုံစံမျိုးဗျဟုတ်တယ်အဲ့မှာတခါရဲ့ကြီးတော့ဘူးနေပြီးတော့ကဒီတရုတ်ကလုံကြုံရေးအဖွဲ့တွေကိုလေနဲ့ကိုလာပြီးတော့ပေးလိုက်တဲ့ဘောပေးလိုက်တယ်အဲ့တော့ခုလဲရှင်းပြောရင် FBI အဖွဲ့တွေအမေရိကန်အဖွဲ့တွေလာတဲ့အချိန်မှာဒါခုကျွန်တော်သိတဲ့လောက်ကဘူးလက်လာဆွေလိုလူမျိုးတွေအားစဟိုနာမည်တော့ binary တော့တတ်မပြောဘူးဘသူ့ကိုထိုးဟွာပေါ့နော်ဒါပဲမပြောပေမဲ့ဘာပြောလဲဆိုတော့ဒီကိစ္စကပြဿနာရှိတယ်အဲ့အတွက် ်တေတံပေးတဲ့နယ်လူပေးရမယ်ဖန်းတဲ့နယ်လူဖန်ထောင်း20 30တသုံးချတဲ့ချပြီးရှင်းလင်းသေချာပြတ်ပြတ်သားသားလောက်ရမယ်ဆိုပြီးတော့ဒါအတိတ်ဆိုင်နေပေးနေတယ်ပေါ့နော်ဒါတွေကမလုပ်ဘူးလို့ပြောလို့မရအောင်အချင်းချင်းတောင်လိုရလို့ရှိရင်အကျိုးစီးပွားအတွက်ဆိုချနေတာဆိုတော့ဒါကငိုလေးကအသုံးချခံအတွက်အသုံးချဖို့အတွက်ဖန်တီးထားတဲ့လူပုံကိုလေးဖြစ်တဲ့အတွက်ကျင်းနေတယ်ကျွန်တော်ထင်တယ်သူတို့အတွက်အကျိုက်ဆက်လာနိုင်ငံရေးရအဖီးအားတွေကြောင့်အကျက်အကျက်ဆိုင်လာမယ်ဆိုလို့ရှိရင်တော့ဒါဒီမြောက်ပိုင်းကပယ်ဆောက်ချိန်တို့လို့ထိုးကျွေးမဲ့အကွက်တွေတော့ ဟိုရှိလာလိမ့်မယ်ပေါ့နော်အဲ့ဒီမြောက်ပိုင်းအားလိုမျိုးပဲဖြစ်စဉ်ကိုလည်းနမူနာယူတာကတော့ရှိတယ်ပေါ့နော်သူကလည်းနည်းနည်းနိုင်ဖဲတော့ကင်ထားပါပဲအဲ့ဒါကြောင့်မမြောက်လာနေတဲ့တော်တော်ကြီးကိုစဉ်းစားကြက်ပြီးတော့ဘလို့ကင်တွေ့မလဲဆိုတာဒါကျော်စိတ်ဝင်စားဖို့လည်းကောင်းတယ်အမေရိကန်ကိုယ်တိုင်ဝင်လာပြီဆိုလို့ရှိရင်ကျင်းစီရဲ့ဟိုတခြားနိုင်ငံတွေကတော့ ဝိုင်းပြီးတော့ပူပေါင်းပေးပါမယ်ပူပေါင်းပါတော့အဓိကဒီလက်ရှိစကန်ဆန်တာတွေကဒီထိုင်းမြန်မာနယ်စပ်မှာရှိတာလေအင်တာနက်ကထိုင်းနိုင်ငံတွေသုံးတာရှိတယ်ပြီးထိုင်းရမီဒီယာရလျှက်စစ်တွေဒီဆိုအကုန်လုံးဒီရိတ်ခါကထိုင်းဘက်ကသွင်းတာဗျာအဲ့လိုဖြစ်တဲ့အတွက်ကျိန်းသေးတယ်အမေရိကန်အဲ့လိုမျိုးခုဒါဒါ FBI ဖွဲ့တွေဒါရောက်နေပြီလို့တော့သတင်းကြားရပေါ့နော်ဗန်ကောက်ကိုအဲ့တော့သူတို့ဒါတကယ်ရောက်နေသူတို့လုံတော့မယ်ဆိုကျိန်းသေးတယ်ထိုင်းရလည်းပူပေါင်းဆောင်ရလို့ပါမှာအဲဗာရှေ့ရှေ့မှာလဲကျွန်တော်တို့ဒါထိုင်းရဒဲရုပ်ကြီးဆိုတာခြေတာမသိဘူးသူကိုယ်တိုင်း ါဒီထိုင်းရဲတပ်ဖွဲ့တွေမှာဟိုဒါမျိုးချစ်ပြတ်ခြားစားတာတွေရှိတယ်ဒါမျိုးဒီဒီရာဇဝတ်ခိုင်းနေပူပေါင်းလို့ online ရာဇဝတ်ခိုင်းနေနော်ပူပေါင်းလို့ဆောင်နေတဲ့ကုန်တွေရှိတယ်ဆိုပြီးပေါ့ဟိုထုတ်ဖော်ထားတာဟိုထုတ်ဖော်ထားတဲ့ဒါတွေဖြစ်လာတာဆိုတော့ကျင်းနေတယ်ဒါမျိုးထိုင်းဘက်ကလည်းပူပေါင်းဆောင်ရပြီးတော့ဒါဆိုရင်တော့ တော်တော်ကိုဟိုကြက်ပြီးတော့တို့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တော့တည်င်းရတော့ပြတို့အစိုးရကြုံသိထားပုံရပါလေသိလို့လေတို့ဒါဒီ KK ဘက်ကိုရောင်ပြ KK ဘက်ကိုဖြတ်စီးတာဒါပေမဲ့ KK ဘက်ဆိုတာဆွဲပေါ့ပဲရှိတယ်ဒီတဲ့ main ကြတဲ့နေရာကကျွန်တော်ဘောကမှန်ပြောတဲ့နေရာပဲ KK ဘက်ဆိုင်ခွဲပေါ့ဗျာတကယ်တကယ်ဆိုင်ရတော့ဟိုမှာကျွန်တော်ဒီဆိုင်ရရှိတာပေါ့ဗျာအဲ့တော့ဒီစားကိုဘယ်လိုဆက်လုပ်မလဲဆိုတာကတော့ဒါပေမဲ့တခုရှိတာကတော့မြောက်ပိုင်းနဲ့တနေနဲ့ကွာဟတာကတော့မြောက်ပိုင်းနဲ့ဘယ်လိုကွာဆိုတော့ဒီမြောက်ပိုင်းဖြစ်စင်နေလေရှိထားတဲ့အတွက်ဒီဘက်က ဒီကြားထက်လက်ခံရတဲ့ခေါင်းဆောင်တွေကတို့ကဒီဥပမာကြီးတော့သိထားပြီပေါ့နော်အဲ့တော့တို့ဘယ်လိုရှောင်လဲဆိုတော့ကျွန်တော်တို့ပိတ်ကားပေါ်မှာဆက်ကြည့်ရအောင်ဟုတ်တယ်เนาะဒီရထိုက်ကုမ္ပဏီဆိုရင်ဒါခုနတရုတ်ကိုပြန်ပို့ခံလိုက်ကြရဲ့လူရဲ့ပိုင်ဆိုင်ရဲ့အရာဒါသူ့ရဲ့တပည့်ရာဟိုပုတ်ကူပေါ့နော်ဆော့ချစ်သူအဲ့တော့ကျင်းညာတစ်ခုကဒီလိုသူဆရာသမားတယောက်တောင်ဖမ်းခံနေရတယ်နောက်ပြီးတော့ဒီသူ့နာမည်နဲ့ကုမ္ပဏီကြီးကိုဆက်ပြီးတော့ရှိနေရဆိုတာကျင်းကျဲအဲ့တော့ဒါကတော့ဒီဆော့ချစ်သူကိုယ်တိုင်လည်းဒါဘယ်လိုမျိုး ရှောင်းတိမ်းမလဲမင်းအောင်လိုက်ရပဲသူကာပါပေးမလားသူကပဲရှောင်းတိမ်းမလားဒါမှမဟုတ်ဘူးလက်လောက်ဆိုပြောသလိုပဲတခါရဲထိုးကြွေးပြီးတော့မင်းအောင်လိုက်တော့သူတို့ကောင်းဝင်လို့မလားဒါတော့ဒါကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဒါနောက်တစ်ခုအနေနဲ့ပေါ့နော်ဒါအေအေကနေပြီးတော့ယာယီဆုတ်ခွာထားတဲ့ဒါကြောက်ဖြူမှာရှိတဲ့မင်းပြင်ရွာမှာ သူတို့ပေါ့ဆက်ရေဒါစကန်ပေါ့နော်အဲ့ရေဒါစကန်ကိုဒါစစ်ကောင်စစ်သားတွေကဒါသူတို့ဒီနေရာငါတို့ပြန်ရပြီဆိုရဝါရားပြန်ဖို့နေတယ်သွားပြီးတော့တပ်ဝင်ခဲ့ကြပါဘောနော်စစ်တက်တာပေါ့ဗျာတက်လာတော့ဟုတ်တယ်စစ်တက်ကထုံးစံတိုင်းပေါ့နော်တကယ်တော့အဲ့အေကအဲ့နေရာနေရောယာယီဆုတ်ပစ်လိုက်တာဒါကြောက်ဖြူဆိုတော့ဒီအတိုင်းပဲဟိုတာကောရဲ့ဘာညာရှိရင်ရှိမှာပေါ့ဗျာအဲ့တော့တခါပြန်ဆုတ်ပစ်လိုက်တယ်အဲ့ချိန်မှာစစ်တက်ကနေပြီးတော့ငါတို့ဒီနေရာကိုပြန်ရပြီဆိုရဝါရားပြန်တဲ့အချိန်မှာပဲအေအေကနေပြီးတော့တမထနာကျထွက်လိုက်တာဒါတော်တော်များများဟိုဟာဆုံးရှုံးသွားတယ်တေသွားတယ်ဒါကျွန်တော်သိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကောင်က ဟိုပါပေါ့ဒီမကျင်တဲ့ဘက်နဲ့ဒါရခိုင်မှာရှိတဲ့တခြားနေရာတွေပေါ့နော်အဲ့တော့15နေရာဒါဘုံကျဲတိုက်ခိုက်ခဲ့ရလာကြကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်ဒီဒီရသေးတောင်မြို့နယ်တွေကဗရလီကြီးရွာပေါ့နော်အဲ့ကြီးရွာကိုဒါတို့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်သွားတယ်ဒါပေမဲ့အဲ့မှာကအတိကထိခိုက်တာကတော့အရသာပြည်သူတွေဖြစ်တာပေါ့နော်ဒါကလည်းခုနအဲဒီကျွန်တော်တို့လည်းရှေ့ရာဘက်တွေဒီမှာလည်းကျွန်တော်တို့ပြောခဲ့တာရှိတယ်ပေါ့နော်ဒီ ဒီရခိုင်ပြည်နယ်ကိုစစ်ကောင်စီကသူတောင်းသူတောင်းနေတဲ့တောင်းလို့မရလို့ရှင်ဟိုကပြည်သူတွေကိုပဲပြည်သူတွေကိုဘုံကျဲပြီးတော့ချင်းချောက်ပြီးတော့ဖိအားစာခံလို့တော့စာခံလို့တော့တဲ့ပုံကကုလဲတာထပ်ပြီးတော့ဒါရသေးတောင်မြို့နယ်လူနေရွာကိုပဲကြေးရွာကိုပဲဒါဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတော့ဖြစ်စင်ရလဲရှိခဲ့ပါတယ်အဲ့တော့ဒီကောင်တွေကတော့တွေ့တိုင်းအရှက်မရှိဘူးဝါရားဖြန့်ရှင်တယ်မပိုင်မနေတဲ့ဝါရားဖြန့်ပြီးလို့ရှင်တကယ်တော့ဟိုဟိုကပြတော့ဒါအောက်ခြေစသားတွေအများကြီးဒါတေးကြတာပေါ့နော်အခုဒါဘာပြောအခုချိန်မှာဆိုလဲအချိန်ရတော့မိသေးရပေါ့နော် ပြည်သူ့ဘက်ကကူကြောင်းတာမဟုတ်ဘူးဆိုရင်တော့ဒါအေအေတို့ဒေါ်လိုက်တက်ဖွဲ့တွေကြီးမှာဒါလက်နက်ချတဲ့အញ្ញမ်းခံတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်အန္တရာယ်လဲဒါဆုံးရှုံးမှုမရှိဘူးဆိုတော့ဒါဒီကနေကျွန်တော်သတင်းစကားပေးလိုက်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါညီကောင်းချောင်းနဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရပိုင်းဒါရပိုင်းကဒါရခဲ့တဲ့မောတောင်စခန်းအနေနဲ့လဲဒါကျွန်တော်တို့ရပါပြီဆိုရင်မှကျွန်တော်တို့ဂျိုတင်ဒေချောင်းအန္တရာယ်တွေပါကာဝယ်မှုလုပ်ထားတဲ့နယ်လို့ကျွန်တော်ဒီနေရာကနေကြံပြုပြောကြလို့ပဲဘာကြောင့်လဲဆိုတော့ဒါဒီ မော်တန်စခန်းကိုစပြီးတိုက်ပြီးဆိုလေကဟိုဟာဒီနိုဝင်ဘာ12ရက်နေ့ကစပြီးတော့ဒါမြိတ်လေတဲ့စခန်းမှာလင်းထပ်ပြီးအားဖြစ်လေလေချောင်းကနေပြောလင်းနေထပ်ပြီးတော့အားဖြစ်ထားတာတွေခေရစုပုံထားတာတွေကိုစက်တိုက်ဒါဆက်ဆက်နှစ်73 74တောက်လျှောက်ဒါတို့လုတ်နေလဲဆိုတဲ့တထင်းနေကျွန်တော်တို့ရထားတယ်ပေါ့နော်ဒါကြောင့်မလို့အဲဒါတာဝန်ရှိတဲ့သူတွေနဲ့လည်းကြိုတင်ကာဝယ်ဖို့ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ချန်ပြပြောကြရင်ကျွန်တော်တို့ဒီကုတ်ချုပ်လိုက်ပါအလောကျေးဇူးတင်ပါခင်ဗျာ thank you